ချစ်တော်ရရဲ့စိတ်တန်ရဆိုတော့တရားဝင်ကုစားလိုက်ကြောက်နေတာပါဒါပေမဲ့ wow 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 ထားခဲ့တာ။ဒါရှလို့ထားခဲ့တာ။မရဲ့ဒီမွေးနဲ့နေမရှိလို့ဝေဘန်နာလာတိုက်ခိုက်တာလားဆိုတော့လေကိုကိုတိုင်းသိဖို့တော့လိုတယ်ပေါ့။အရင်တော့ကတော့ sensitive ဖြစ်တာပေါ့လေ။ပေါ်ကားစားတော့။အခုကတော့ငဖယ်ဖြစ်နေပါ့။အမ်ပထမကတော့ကျွန်တော်လည်းကြောက်တာပါ တန်ရှင်တွေအများကြီးရှိရဲ့ဒါပေမဲ့အဲရိုက်နေတဲ့ကိုကြီးကကျွန်တော်စကားလေးတစ်ခုပြောခဲ့ဒါအဲ့အိတ်ဆင်ကကျွန်တော်ရိုက်တော့တိတ်တော်တော်လေးယူလိုက်ရတယ်အိတ်ဆင်ကအဲကိုကြီးကဘာပြောလဲဆိုတော့ဒါအဲ့အိုက်တင်လို့လို့ရှိရင်ဘယ်သူမှအားမနာနဲ့လုံးစရာရှိရတယ်ပြပြီးမှချစရာရှိရချပြီးမှပဲတောင်းပန်နေတာတောင်းပန်ပေါ့အဲ့လိုမျိုးပြောရတော့အဲ့နောက်ပိုင်းကျုံတော့အဲ့နောက်ပိုင်းအဲ့နောက်ဝင်လောက်ကြတော့ပဲမမင်းနဲ့လေအမနဲ့လေဟုတ်တယ်အရန်အိုက်တင်ကောင်းတယ်အစ်အစ်လို့တာမထင်ရအောင်တကယ်ကိုအိုက်တင်ကောင်းတာနေရအိုက်တင်ကောင်းနောက်ပိုင်းနေမှာတွေ့ရမှာ ူရဲ့ item မှုတွေကအများကြီးတယ်။ရန်စိုးစားတယ်။မိမိနဲ့လည်းတော်တော်ငိုရတယ်နော်။ငိုရပါ့။ကောင်းတာယူတာပေါ့လေမကောင်းတာတော့ပယ်တာပေါ့လေ။ကိုယ့်အတွက် drain ဖြစ်စင်မဲ့ energy negative ဖြစ်စင်မဲ့ energy ဆိုတော့မယူဘူးပေါ့လေ။ဝေဘန်နာနဲ့တိုက်ခိုက်တာလည်းမတူပြန်ဘူးလေနော်တိုက်ခိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေဖြစ်တဲ့အတွက် defense လုပ်ပိုင်ခွင့်တော့ရှိပါတယ်နော်အဲ့တော့ဒါမဲ့ဝေဘန်နေဆိုတဲ့အပိုင်းမှာကျတော့ကျွန်တော်တို့ကယူသင့်တာယူပါတယ်ပေါ့နော်အဲဒါပေမဲ့ အဲဝေဘန်နာလာတိုက်ခိုက်တာလားဆိုတော့လေကိုကိုတိုင်သိဖို့တော့လိုတယ်ပေါ့ဟောအရင်တော့ကတော့ sensitive ဖြစ်တာပေါ့လေပေါ်ကားစားတော့အခုကတော့ငဖယ်ဖြစ်နေပါဘူးအဲဒိုင်မန်ငဖယ်လေးတော့ဟုတ်တယ်ထုတ်လိမ့်ပါလေလေကျွန်တော်ငငယ်ရလည်းဒီစီတူတော့ရွယ်လေးတော့လည်းဒီလိုကိစ္စရခြုံနေပြည့်ရပါတော့အဲအဲ့ဒီအရွယ်တော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းအဖေကကျွန်တော်ကိုမချစ်ဘူးလို့ခံစားခဲ့ရတဲ့အချိန်အဲရှိခဲ့ဘူးပဲတကယ်အပြင်းပါပေါ့နော်ဒါပေမဲ့အချိန်တန်လာတော့လည်းသူ့ အသက်ရွယ်တစ်ခုရောက်လာရဲတဖြည်းဖြည်းရောက်လာခင်မှာအများကြီးနားလည်လာပါတယ်ဒါမဲ့ဟိုဒီမိဘနဲ့ဒါမိဘတွေရန်ဖြစ်တာကိုအဓိကကတော့ဒါသမီးတွေအတက်နိုင်တယ်မမြင်စေချင်တော့ပေါ့နော်အေးအာမိဘတွေကတော့ဒါလင်မယားဖြစ်တဲ့အတွက်ကြောင့်မလို့အနေနဲ့အများကတော့ပြဿနာတွေကတော့ရှိကြမှာတို့ဝင်မဲ့ဒါတွေဒီပြဿနာတွေကိုအတက်နိုင်ဆုံးဒါသမီးတွေရှိမှာအဲစိတ်လိုလဲရစိတ်လိုက်မှမရှင်းကြဘူးအတွက်တော့အဲဒါလေးတစ်ခုတော့ပြောချင်တာပေါ့ ကျွန်တော်တို့မထင်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမိဘတွေမတိလိုက်တဲ့အချိန်မှာသားသမီးတွေကအာစိတ်တန်ရာရဝနိုင်နေပေါ့နော်အဲ့စိတ်တန်ရာဆိုတာကလည်းဘယ်အချိန်မှပြောင်းမှာလည်းမသိဘူးအချစ်ကြောက်ရတဲ့စိတ်တန်ရာဆိုတော့တရားဝင်ကုစားလိုက်ရင်ပြောင်းနိုင်တယ်ပေါ့ဒါပေမဲ့ဝေါ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 ဒါပေမဲ့ဒီ family trauma အကြောင်းဖြစ်တဲ့ဟာရဲ့အကြောင်းတော့လည်းတော်ရုံကုစားဖို့ကြောက်တယ်လူရောပေါ့နော်ဘယ်လိုလဲဆိုတော့အမိဘရဲ့အနေနဲ့ဒီလိုရံဖြစ်တဲ့ကိစ္စမျိုးတွေရောအတတ်နိုင်တော့သားသမီးတွေရှိမှရှောင်ကျင်ပေးကြပါလို့တာရဲ့ခင်ဗျာ ဟိုဇာကနကလုံးကတော့မတူဘူးပေါ့လေနော်ဟိုဘက်မှာကျတော့အာမမဘွိုင်းလေဒီမှာကျတော့မမဘွိုင်းတော့ဟုတ်တယ်ဒါပေမဲ့ဂလန်ကဆန်ဖြစ်တယ်နော်အကိုလိုက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 ိုပို့ချစ်တဲ့မမဘွိုင်းတော့ဒီထဲမှာကျတော့အာကာရက်တာနှစ်ခုကတော့တခြားစီပါပဲပြီးတော့ဒီထဲမှာကိုတောင်ဝင်ယူရမယ့်လူတွေရှိလာတာတော့မှတောင်ဝင်မယူဘူးလေနော်အဲအဲ့လိုအပိုင်းပါ ထားရှာလို့ထားခဲ့တာ။ထားရှာလို့ထားခဲ့တာ။မရဲကြီး။ဒီမွေးနဲ့နေမရှိလို့ခင်းင်းနဲ့ဇုံနဲ့မစားရလို့အဲမရဲကြီး။ထားရှာလို့ဆိုထားခဲ့။မရဲကြီးကိုထားခဲ့လိုက်တာ။သူကတော့မရဲလက်။မရဲလက်။အဲ့လိုပြောလို့တော့မရဘူးလေ။အဲကာရက်တာနှစ်ခုကတသက်စီဆိုတော့မရဲဂျုံလည်းမေးလောက်ပြီးရှိပြီ။အဲပြီးလို့ရှိရင်ဒီကားမှာဆက်ပြီးမုန်းမယ်ဆိုတာအိုက်ကားကြီးဆက်လာနေမှာဖြစ်မှာလေနော်။ဒီကားကျတော့အထွန်းအစီအမင်းနဲ့ဆက်တွေ့ရမှာပါ။ဒီကားထဲမှာတော့ အလောင်းနေပေါ့နော်နောက်ပိုင်းမှာဇက်တိုက်တွေလာမှာပါလို့ပြိသက်အဲ့လိုမချင်ထားတာလေးလည်းတွေ့ရမှာပါလို့ဒီကားထဲမှာအားကြောင့်မို့အဲဆက်ပြီးတော့ဒီကားလေးကိုလည်းအားပေးကြပါလို့တကယ်ဟိုမိသားစုရှုပ်တော်ပုံစံကလေးမျိုးပါဟုတ်ဒီကားကတော့ကျွန်တော်တို့အားလုံးအကုန်လုံးတကယ်ကိုစူးစမ်းထားကြပါတယ်ဟိုတနေ့နှီးပါရိုက်ခဲ့ရတာပေါ့နော်တနေ့လုံးလုံးကရိုက်နေတာတော့မဟုတ်ပါနဲ့တနေ့နှီးပါတော့အားလုံးရိုက်ခဲ့ကြအဲ့ဒီတော့ဟို character တယောက်ချင်းစီကလည်းယော့နေကြသူ့အားနဲ့သူအတင်းရုံးကန်ပြီးတော့စူးစမ်းကြပါဘုံရဲ့ ဘုံရဲ့ control အောက်မှာပေါ့နော်။ကွန်ဂိုတို့ကိုကျွန်တော်တို့ရဲ့ control အောက်တွေမှာအကုန်လုံးစူးစမ်းခဲ့ကြတယ်၊လောက်ကင်ခဲ့ကြတယ်။အဲပြီးတော့ဘုံပြောသလိုပဲအဲဒီလိုမျိုး family တွေမှာလည်းဒီလိုကိစ္စကြီးအများကြီးရှိတယ်။အဲလိုဟာမျိုးကိုဒါထင်ဟပြတာတော့ပေါ့။ဒါကပြိတ္တရတမြောက်အောင်ရတရတတခုထွက်တဲ့ရှုတော်ကနေရိုက်တဲ့ပြောကြောင်မလို့ စူရာညာနာရံဖြစ်တာခြတာနှက်တာထိုးတာနှက်တာဒါတွေကတော့ဒီအခန်းတိုင်းမှာတော့ရှိနေမှာပေါ့လေနော်အပြင်မှာတော့နေတတူကတော့ဒါမျိုးတော့လုံနေပြီမဲ့ကြိတ်ကြိတ်ကြိတ်တော့လုံနေကြတာပဲလေနော်အပြင်မှာလည်းလေအဲဒါကတော့ဒါတဘာဝနဲ့နှီးစပ်အောင်ဖန်တီးထားတာပေါ့ဒီလိုချမ်းသာကြွယ်ဝမှုရှိတဲ့လူတွေမှာလည်းဒီလိုပြဿနာတွေဘလို့တွေရှိလဲဆိုတာသင်ဟပြတာတွေကဖြစ်ပါတယ်။နောက်ပေရလူတွေကအများကြီးစူးစမ်းထားကြတယ်။အများကြီးပုံဖော်ထားကြတယ်။ဇလန်းကအလောင်းဆိုပေမဲ့လည်း တော်တော်လေးဇက်ကောင်များများနဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်အဲ့တော့အများကြီးအားပေးကြပါစီတူဇော်လည်းအများကြီးကြိုးစားထားပါတယ်ဒီစီတူဇော်ရဲ့ဇက်ကောင်ကိုကြည့်ပြီးတော့လည်းမိဘနဲ့တာသမီချာတချို့အရာလေးနေနိုင်ဖို့အတွက်အဲဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်